မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ထိတ်စီအာနယ်နီးနှမျိုးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ဗောနောပင်ရှိထိတ်စီအာနယ်နီးနှမျိုးဖြစ်ပါတယ်နင်ဆုံးစီတော့ဒီနံပါတ်33 30နီးကနေစာပြီးပြပေးထားတယ်ဗောနောဒီ9ခွန်9 3များ6 3ကနေစာပြီးကြည့်အောင်ဗောနောနံပါတ်နီးတစ်မျိုးပဲဖြစ်ပါတယ်ဒီမှာဗောနောကျွန်တော်ဒီ3များထိတ်စီပေတာ9ထိတ်စီ9ခွန်9ဖြစ်ပါတယ်လေးထိတ်စီပေတာ3များထိတ်စီ3များ6 3ဖြစ်ပါတယ်ဒီမှာ9ထိတ်စီပေတာ3ထိတ် ရှစ်ထိပ်စီးပေတာ6တုံများ3ဖြစ်ပါတယ်6ထိပ်ပေါ့နော်3ထိပ်စီးပေတာ6ထိပ်ရှစ်ထိပ်ပေတာ4ထိပ်4ရှစ်တိ5ထိပ်စီးပေတာဆိုရင်5 9ရှစ်ပေါ့နော်9ထိပ်ပေတာ1 1 6 5ထိပ်ပေတာ6 9တုံများ9ပေတာ5 6ပေတာ9ပေါ့နော်6ပေတာ9 9ပေတာဆိုရင်ဒီမှာ3ထိပ်စီ336ပေါ့နော်ဒီ9ပေတာ3များထိပ်စီ ကိုယ်ပဲတာ6ထိပ်စီ3ထိပ်စီကိုပဲတာ6ထိပ်စီပေါ့နော်3များထိပ်စီပဲတာ6ထိပ်စီ3များထိပ်စီပဲတာ6ထိပ်စီ665ဖြစ်ပါတယ်အင်းရှိဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ခွန်9 3များ sorry လေးဒီ3ညာလင်းလေး3များထိပ်စီကိုပဲတာ2ထိပ်စီနေနေတဲ့9ထိပ်စီပဲတာ6ထိပ်စီ9ထိပ်စီပဲတာ6ထိပ်စီ665ပေါ့နော်9ထိပ်စီပဲတာ2ထိပ်စီ2 3များ9 ငါထိတ်စီပေတာခွန်ထိတ်စီခွန်ခွန်9ပေါ့နော်6ဒီခွန်6ကတုံးတုံညာက6 9က9 1က6ခွန်က2ပေါ့နော်ဒီ1ကတုံး2ကတုံး3ကတုံးဒီ9ကတုံးပေါ့နော်ဒီ9ကနှိစပြီးဖြစ်ပါတယ်ကျွန်တော်ဒီမှာ6လေးကိုပေတာပေါ့နော်6လေးကိုပေတာနှိလေး6ပြီးတော့3နှိလေးဆိုပြီးဖြစ်ပါတယ်ဒီမှာကျွန်တော် အာထပ်ပြီးတော့မတင်ပြလဲရဘူးပေါ့နော်ငါဒီမှာလေးထိပ်စီပေးတာသုံးထိပ်စီရှာပြသွားခဲ့တာဖြစ်ပါတယ်ဒါကနံပါတ်69အကျဉ်းအထိပြန်ပြင်လုံးဝမရှိသေးဘူးပေါ့နော်ကျွန်တော်နီးနံပါတ်2ကိုပဲယူมาဖြစ်ပါတယ်နီးနံပါတ်3ကဒီ69ဒီသုံးထိပ်စီမှာတစ်ကျဉ်းပြတ်သွားခဲ့တဲ့အတွက်ကြောင့်ပေါ့နော်โอเคဒါဆိုရင် နီးနံပါတ်2ကဒီဟာလေးဖြစ်ပါတယ်ဒါနီးနံပါတ်2ပေါ့နော်ဒီမှာဆိုရင်9ထိပ်စီပေးတာခွန်6ထိပ်စီပေးတာခွန် 6ထိပ်စီပေးတာ3ဒုံများထိပ်စီပေးတာ6 9ထိပ်စီပေးတာ5 10ထိပ်စီပေးတာ6ခွန်ထိပ်စီပေးတာ2ခွန် sorry 10ထိပ်စီပေးတာ3 2ထိပ်စီပေးတာ3 10ထိပ်စီပေးတာ3ခွန်ထိပ်စီပေးတာလည်း3ပါနော်ခွန်ထိပ်စီပေးတာ2ဒီလေးထိပ်စီပေးတဲ့အချိန်မှာဆိုရင်နင်းလေးလျှောက်ပြီးတော့3 4ဖြစ်ပါတယ်ခင်ဗျာ okay 3နင်းလေးပြီးတော့ဒီအချိန်မှာ3နင်းလေးပြီးတော့ရှင်း9နင်းရှင်းရှောင်း9 6တရားလေးတွေကိုဆက်ပြီးတော့ဒီလေးလာကြည့်မယ်ပေါ့နော်။ Okay ကျွန်တော်ဒီ3နှစ်လေးပေါ့နော်3နှစ်လေးတပြန်နေဆက်ကြည့်အောင်။ဒီ kwa bond ရှင်းမှာကြည့်မယ်ပေါ့နော်3နှစ်လေးဆိုတော့ဒီမှာ3နှစ်လေးနှစ်ချောင်းဆိုပြီးဖြစ်ပါတယ်။3နှစ်လေးနှစ်ချောင်းဖြစ်ပါတယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီနှစ်အရာပေါ့နော် ဒီကျွန်တော်နေ့နဲ့လေးနဲ့မှာတစ်ချိန်စီဒီနေ့ကောနှစ်ချိန်ပေါင်းပြီး6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီနေ့က3ချိန်ပေါင်းရှင်းဒီ6ပေါ့နော်6နဲ့4ပေါင်းတစ်စီဒီမှာ6ထိပ်စီးပေမှာဖြစ်ပါတယ်။6ထိပ်စီးပေတာဆိုရင်8 9နေ့ပေါ့နော်ကျွန်တော်ဒီမှာ8 9နေ့ဖြစ်ပါတယ်ခင်ဗျာ6ထိပ်ပေတာ7ထိပ်စီးဖြစ်ပါတယ်ခင်ဗျာဒီမှာ4ထိပ်ပေတာ3 6ထိပ်ပေတာ7ပေါ့နော် အကဲ okay နောက်ထပ်၃နှစ်လေးပြီးတော့ကျွန်တော်ဒီမှာရှင်း၅နှစ်၅တုံညာဖြစ်ပါတယ်ရှင်းရှင်း၅နှစ်ပေါ့နော်ရှင်း၅နှစ်၅တုံညာဖြစ်ပါတယ်ဒါဆိုရင်ဒီ၅နှစ်နှစ်နဲ့မှာတစ်ချိန်စီ၅မှာတစ်ချိန်အပေါင်း၆အဲဆိုရင်ကျွန်တော်ဒီ9နှစ်ကြိမ်ပေါင်းတာ10 9နှစ်နဲ့9 9နဲ့6ပေါင်း73 3ထိပ်စီပေးတာဖြစ်ပါတယ်ပေါ့နော် ဒီတုံးထိတ်စီပေရာမှာရှစ်ထိတ်စီရှစ်ဆောင်၅ဆိုပြီးဖြစ်ပါတယ်။တပန်ဒီရှစ်ဆောင်၅ပေါ့နော်။ဒီမှာရှစ်ဆောင်၅ရှောက်တုံးဖြစ်ပါတယ်။ရှစ်ဆောင်၅ရှောက်တုံးရှစ်ဆောင်၅ရှောက်တုံးဆိုတဲ့အတွက်ကြောင့်မို့ဒီ6နဲ့9နဲ့မှာတစ်ကြိမ်စီ6ကိုနှစ်ကြိမ်အပေါင်း6ဒါဆိုရင်ဒီမှာ6နဲ့9ပေါင်းတာက7ဖြစ်ပါတယ်6ကဒီမှာနှစ်ကြိမ်ဒီ7 6နဲ့ပေါင်းတာ8 8နဲ့7ပေါင်းတာ9 ကိုထိတ်စီအားနေတယ်ပေါ့နော်ကိုထိတ်စီအားနေတာဆိုရင်၃ထိတ်စီ၃၅၆ဖြစ်ပါတယ်ပင်ရှင်ဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ဒီ၃၅၆၃၅၆၃တီစုပြည့်ဖြစ်ပါတယ်၃၅၆၃တီအဲဆိုရင်၅နဲ့၆နဲ့မှာကြိမ်စီဒီ၃မှာကြိမ်အပေါင်း၆ဒါဆိုရင်ဒီလည်း၅နဲ့၆ပေါင်းတာ၁၁၃နဲ့ကြိမ်ပေါင်း၆ဆိုတော့၆နဲ့ကြိမ်၁၂အနည်းနဲ့တိပေါင်း၃ Ti ma suen Tung Teh ဒီတင်ရှာနည်းအရာကျွန်တော်6ထိပ်စီပင်မှာဖြစ်ပါတယ်ခင်ဗျာပင်ရှိပါတော့ပင်ပေါင်း50ကျော်ရှိသွားခဲ့ပြီပေါ့နော်ဒါနိစကနေပြပြထားတာဖြစ်ပါတယ်ကျွန်တော်တင်ရှာနည်းအရာ6ထိပ်စီအားနေတယ်ဖြစ်ပါတယ်ခင်ဗျာခဲဒါဆိုရင်ကျွန်တော်နည်းနံပါတ်2ကကျွန်တော်6ထိပ်စီပင်မယ်ပေါ့နော်ထိပ်စီအားနေတာဖြစ်ပါတယ်6ထိပ်စီဖြစ်ပါတယ်ပေါ့နော်နောက်ထပ်နည်းတစ်မျိုးကိုဆက်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာ ။ Okay နောက်ထပ်တစ်မျိုးကကျွန်တော်ထိပ်စီ၃မျိုးတင်ပေးထိပ်စီအားနည်းနီး၃မျိုးတင်ပေးထားတယ်ပေါ့နော်။ဒါကတော့ကျွန်တော်နံပါတ်3ဖြစ်ပါတယ်ခင်ဗျာနံပါတ်3ကိုမှကျွန်တော်ဒီဟာလေးပေါ့နော်ဒီနေထိစီပေတာဖြစ်ပါတယ်သင်္ချာနည်းအရာပေါ့နော်ဒီနေထိစီပေတာ5တထိစီပေတာ6ချက်ထိစီပေတာ3ညာ5ထိစီပေတာ3နေထိစီပေတာ6တထိစီပေတာ6တထိစီပေတာ3ညာက5 5က3 3က6တတီ5 9ပေတာ9ခုနှစ်ပေတာ9တောင်ပြေတာ3တုံခုနှစ်ကိုပေတာ3ည၄ကိုပေတာ8လေးကိုပေတာ6 9ကိုပေတာ6ပေါ့เนาะโอเคပြီးတော့ဒီမှာဆိုရင်၄ပေတာ6 3ပေတာ9 6ပေတာ3ည9ပေတာ2 2ပေတာ8 9ပေတာ8 9ပေတာ2 9ပေတာ9 3ည9ပေတာ9 9ပေတာ3 9ပေတာ8 9ပေတာ9 ကိုယ်ပဲတာ6 6ကိုပဲတာ2ကိုယ်ပဲတာ3ပေါ့နော်4ကိုပဲတာ3 8ကိုပဲတာ3ပြီးရင်3ညကိုပဲတာ3ဒီ8ကိုပဲတာ2 2လေး6ပေါ့နော်2လေး6တပြင်မှာကျွန်တော်နောက်ထပ်ပြီးတော့မတင်ပြနေရတာဖြစ်သွားတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ဒီ2လေး6ကနေဆက်ပြီးတော့အတူတူလေ့လာကြည့်အောင်ပေါ့နော်โอเคကျွန်တော်ဒီနီးအတိုင်းပဲပေါ့နော်ဒီနီးအတိုင်းပဲ thế nè bây nè mà để thì bây mà tốn chế bằng nga và nó nên để cho đi xa đó đây là chiều là nhá ok đó suy cho nó đi thế nè bây nè mà để chế gì mà tốn chế bằng nga và ok đó suy cho nó đi mà nên là sau này bằng chế chỉ bằng nó nên là sau bằng chế thì tốn chế tốn ။ဒါဆိုရင်ကျွန်တော်3.5ပေါင်ရှိရှင်းနေပေါင်းတော့16ဆိုတဲ့အတွက်6ထိပ်စီအားနေတယ်ပေါ့နော်။ကျွန်တော်ဒီမှာ6ထိပ်စီအားနေတာဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာ3.4ဖြစ်ပါတယ်ခင်ဗျာ။3.4ဒါကြောင့်မို့ကျွန်တော်ဒီ6ထိပ်စီအားနေတာ3ထိပ်စီဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်ဒီ3နဲ့ဒီ4ထဲမှာတစ်ကြိမ်စီပေါ့နော်။ဒီ6ကို3ကြိမ်ပေါင်းပြီး9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ တုံးနဲ့ဒေပောင်ရှင်ခွန်ခွန်နဲ့၅ပောင်းတာဆက်နှစ်ဖြစ်ပါတယ်63.78ဆိုတော့ရှင်းနေနေပောင်းရှင်ဒီ30ရတုံးညာထိစီအားနေတယ်ပေါ့နော်တုံးနေလေးပြတော့နောက်ထပ်ကြိမ်မှာရှင်း၅နေဖြစ်ပါတယ်ရှင်း၅နေဆိုတော့ဒီမှာကျွန်တော်တုံးညာထိစီပယ်တာဆိုရင် ရှစ်ထိစီဆိုတဲ့အတွက် OK တယ်ပေါ့နော်နောက်ထပ်ကြိမ်မှာဒီရှင်းနဲ့ဒီနေနဲ့ဒီတုံးညာကို3ကြိမ်အပေါင်း၅ဒါဆိုရင်ချင်းနဲ့နေပေါင်း33ညဒီမှာ9ထိပ်စီအားနေမြေပေါ့နော် အောင်ရှင်ငါဆိုတဲ့အတွက်ငါထိတ်စီအားနေတာရှစ်ဆောင်ငါဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ငါထိတ်စီပယ်တာချစ်ထိတ်စီဆိုတဲ့အတွက် OK တယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်ဒီရှင်းနဲ့ငါနဲ့မှာတစ်ကြိမ်စီတော့သုံးကို3ကြိမ်ပေါင်းပြီးငါးနဲ့ထပ်ပေါင်းတာဆိုရင်ဒီငါးနဲ့ဒီငါးနဲ့ပေါင်းတဲ့စေ3နဲ့3 3ကြိမ်9 9နဲ့10ပေါင်းရှင်းဆက်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ခွန်ထိတ်စီအားနေမယ်ပေါ့နော် ဒီခွန်ထိစီပေတာ3ထိစီ356ဖြစ်ပါတယ်ရှေ့ရှောင်းလာပြီးတော့နောက်ထပ်တစ်ကြိမ်မှာ3ထိစီပေါ့နော်356ဖြစ်ပါတယ်ဒီ3နဲ့6နဲ့မှာတစ်ကြိမ်စီတစ်ကို3ကြိမ်ပေါင်းပြီး9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီ3နဲ့6ပေါင်းရှင်းဒီ9ပေါ့နော်ဒီ3ကြိမ်3ဆိုတော့9 3ပေါင်းတာ7နဲ့9ပေါင်းရှင်းခွန်ခွန်ထိစီအားနေတာဖြစ်ပါတယ် နောက်ထပ်တစ်ကြိမ်မှာ6လေး6ဆိုတဲ့အတွက်6ထိပ်စီဖြစ်ပါတယ်ခင်ဗျာခွန်ထိပ်ပေတာ6ထိပ်ဆိုတဲ့အတွက်အရှင်ပြေတယ်ပေါ့နော်7ချိန်မှာဒီ6နဲ့6နဲ့ပေါင်းမယ်ဒီချစ်ကို3ချိန်ပေါင်းပြီး9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဒါဆိုရင်6နဲ့ချိန်ပေါင်းတာ7နဲ့83ချိန်ပေါင်း20နဲ့4ပေါ့နော်4နဲ့5ပေါင်း90 77ဆိုတော့ကျွန်တော်တင်ချာနည်းအရာတိထိပ်စီအားနေတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်နည်းနှမျိုးမှာ ထမနည်းတစ်မျိုးကကျွန်တော်၆ထိပ်စီပေတယ်ပေါ့နော်โอเคဒီနည်းနံပါတ်2မှာတော့1ထိပ်စီဆိုတဲ့အတွက်6ထိပ်စီအားနေတယ်ပေါ့နော်သိစီအားနေတာဖြစ်ပါတယ်ခင်ဗျာ โอเคဒါတော့မိမိတို့ကြိုက်ကြိုက်နေတဲ့ဆိုရင်တော့ချင်းချင်းရမှာဖြစ်ပါတယ်ဗောနော်အတင်ချာနီးအရာကတော့ကျွန်တော်တို့6ထိပ်စီပဲတယ်10ထိပ်စီပဲတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီထိပ်စီအားနည်းနည်းနှမျိုးရပြီဗောနော်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့အသေးထိပ်အားနည်းကိုလည်းတင်ပေးသွားမှာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ